ိုထွန်းနဲ့အခုအလုပ်ပြီးတဲ့ဆိုမိတ်ဆွေတွေအားလုံးကိုကိုထွန်းလိုက်လွှင့်ပေးလိုက်ပြီเนาะအခုမိတ်ဆွေတွေအားလုံးမှီသေးတယ်ဆိုရင်အနီးကပ်ကနန်းကိုထွန်းတို့ထိုးမယ်ဟုတ်ပြီเนาะဒီညနေရနောက်ဆုံးနောက်ဆုံးနေ့ဖြစ်နေတဲ့အတွက်ကြောင့်မို့မိတ်ဆွေတွေအားလုံးခက်ပါပါပဲဆော့ပါကိုထွန်းဒီညနေကိုထိုးတဲ့အကွက်ကိုကိုထွန်းပြောမယ်အဲ့ဒီကော်ဒီထဲကနေပြီးအကြိုက်တူတယ်ဆိုရင်လိုက်ထိုးမနက်ကတော့မင်္ဂလာဖြစ်သွားလိမ့်မယ်လို့ကိုတော့ထင်ပါတယ်ကိုတော့ယူဆပါတယ်မိတ်ဆွေတွေအားလုံးကိုကိုတော့ဘက်ကနေပြီးတော့ညတွေကကိုတော့ live လွှင့်ပေးတာပါ လေးနှစ်လေးခွန်လေးကားလေးချောက်လို့ပါလို့နော်မိတ်ဆွေတွေအားလုံးကိုတို့ပေးတယ်နော်အဲ့ဒီထက်မှာ လေးပတ်တီးရအောင်မြင်ခဲ့သလို၅ပတ်တီးရအောင်မြင်ခဲ့တယ်တကွယ်ကောင်းတဲ့အောင်မြင်ခဲ့တယ်ဟုတ်ပြီလားနော်ကဲအဲ့ဒါကြောင့်မိတ်ဆွေတွေအားလုံး line ပေါ်မှာဘယ်လိုတွေရှိတယ်ရှိတဲ့မိတ်ဆွေတွေအားလုံးတက်လာခဲ့များများလေး share ပေးသွား line လက်မလေးတန်းစီနေမိသေးတဲ့ဆိုရင်မိတ်ဆွေတွေအားလုံးကိုတို့ကနန်းပေးမယ်နော်ကိုတို့ဒီညနေထိုးတဲ့ကနန်းကိုတို့ပေးမယ်ကိုထုံးနဲ့အလုတ်တစ်ဖက်နဲ့ဆိုတော့အလုတ်ပြီးတယ်ဆိုအားချင်း မိတ်ဆွေတွေအားလုံးကိုတော့ live လွှင့်ပေးလိုက်ခြင်းဖြစ်တယ်နော်မိသေးတဲ့မိတ်ဆွေတွေအားလုံးကိုမမ okay လေးတန်းစီပြီးတော့မှန်သွားနော်မနက်ကနော်မိတ်ဆွေတွေအားလုံး main awkward တွေနဲ့မိတယ်မိတဲ့မိတ်ဆွေတွေအားလုံးရှိပါတယ်ရှိတဲ့မိတ်ဆွေတွေအားလုံးဘလောက်ဘူးတွေပေါက်တယ်ဆိုတော့မှန်တာအခုဒီညက်တွေကိုကိုထွန်းရဲ့မိတ်ဆွေတွေအားလုံးမိသေးတယ်ထိုးကျင်သေးတယ်ဆိုရင်ကိုမမ okay လေးတွေတန်းစီပြီးတော့မှန်သွားပါကိုမမ okay လေးတန်းစီပြီးတော့မှန်ပါဟုတ်ပြီလားနော် မိသေးတယ်ထိုးကျင်သေးတယ်ဆိုရင်ကွန်မန့်မှာ okay လေးတန်းစီပြီးတော့မှတ်ပါကိုတော့ကတော့ base rate အားလုံးဒီညက်ဒီကို၅ကွက်ပဲထိုးတယ်အဲ့ဒီ၅ကွက်တည်းကအကောင်းဆုံး၅ကွက်ပဲဟုတ်ပြီနော်မနက်ကတော့ base rate အားလုံး၄ကွက်နဲ့အောင်မြင်ခဲ့တယ်ဟုတ်ပြီလားနော်အကြမ်းမို့ဒီညက်နေကိုကဲစပြီးတော့ပြောမယ်ထိုးကျင်တဲ့ base rate အားလုံးအများကြီးရှိနေပြီအကြမ်းမို့ကိုတော့ဘကနေပြီးတော့မိတ်ဆွေတွေအားလုံးကိုထွက်စင်လေးကိုကိုတော့မှီတယ်ဆိုရင်ထွက်စင်လေးလိုက်တွင်ပေးမယ်အခုတော့ဆက်မှီသေးတယ်ဆိုလိုက်ထိုးတာထိုးရမယ့်ကနေ့ကမိတ်ဆွေတွေအားလုံး65 65 6ခွန်တေချာမှတ်ပါနော်6 5 6 9မိတ်ဆွေအားလုံးခွန်ရှိ9ရှိ90နော်6 5 6 9 9ခွန်ရှိ9ရှိ90အဲ့ဒီကနေ့ငါကိုကိုရုံးဒီညက်ညီထိုးပါတယ်အကြိုက်ဆုံးကွက်တွေပါနော်ကိုရုံးအကြိုက်ဆုံးကွက်တွေပါနော်မိတ်ဆွေတွေအားလုံးပဲအကြိုက်သူတွေဆိုလိုက်ထိုးမိတ်ဆွေတို့ကမိတ်ဆွေတို့အဲထဲမှာ98ကြိုက်မိတ်ဆွေတို့98လိုက်ထိုး 98ကြိုက်တဲ့မိတ်ဆွေရအောင်98ကိုလိုက်တော့ပွင့်လင်းလင်းပြောမယ်ဗျာပွင့်လင်းလင်းပြောရမယ်ဆိုရင်မိတ်ဆွေရအောင်ဒါတွေကနော်65 60တို့98 98တို့90ဆိုဆိုကဏ္ဍတွေညီကိုကဏ္ဍတွေနော်ညီကိုပိုကြိုက်တယ်ဒီညက်နေနော်ညီကိုကြိုက်တယ်အဲ့ကြောင့်မို့အဲ့ဒီညီကိုတွေထဲကနေပြီးတော့အကြိုက်ဆုံးကဏ္ဍ5ခုကိုရွေးထိုးရတဲ့အနေအထားမှာ65 60 98 98 90အဲ့ဒါအကြိုက်ဆုံးပါပဲ အကြိုက်တူတယ်ဆိုလိုက်ထိုးပါမိတ်ဆွေတွေအားလုံးဒီညနေကိုလည်းကိုရုံးဘက်ကနေပြီးတော့မိတ်ဆွေတွေအတွက်ဈေးဘိုးလေးကိုရုံးရှာပေးလိုက်ပါပြီဒီညနေကိုလည်းထပ်ပြီးတော့ထိုးခြင်းနဲ့ဆိုရင်တော့မိတ်ဆွေအောင်ထိုးပါနောက်ဆုံးညနေဖြစ်နေတဲ့အတွက်ကြောင့်မို့ခပ်ပါပါလေးထိုးပါမနက်ကနော်မနေ့ကညကတွေးလိုက်တဲ့မိတ်ဆွေတွေအားလုံးအကုန်လုံးအကုန်လုံးပောက်လိုက်မယ်လို့ကိုရုံးယူဆတယ်အဲဒါကြောင့်မို့လူတစ်တွေအကုန်လုံးကလည်းကိုထုံးရဲ့ YouTube Channel လေးကို Subscribe ဆိုတဲ့စာတမ်းအညီလေးကိုနှိပ်ပေးထားဒီညနေ၄နာရီထွက်စဉ်ကို ကိုထွန်းဘက်ကနေပြီးတော့မိတ်ဆွေတွေအားလုံးကိုလိုက်လွှင့်ပေးမယ်ကိုထွန်းနဲ့အတူတိုက်ရက်ထွက်စင်ကိုတူတူကြည့်မယ်ဟုတ်ပြီလားနော်အဲကြောင့်မိတ်ဆွေတွေဘက်ကနေပြီးတော့ဒီညှောက်ရဲကိုထွန်းလိုက်ပြန်လွှင့်ပေးမယ်ဟုတ်ပြီလားနော်ကဲအဲကြောင့်ကိုထွန်းရဲ့ like ကလေးကိုဒီလောက်နဲ့ပဲရန်နာခွင့်ပြုပါထိုးရမယ့်ကနေကိုထွန်းပြန်ပြောပြပါမယ်65 69 86 98 90 65 69 86 90ဆိုတဲ့ကနေ အဲ့ကနန်းတွေကိုထိုးပါအကြိုက်သူရဆိုယူဆော့ပါအားလုံးပဲကံကောင်းကြပါစေလို့ကိုတော်ဘက်ကနေပြီးတော့ဆုတောင်းပေးလိုက်ပါတယ်เนาะဟုတ်ပြီလား